ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တော့ကြောင်း like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ BGF နဲ့ DKPA တပ်ဖွဲ့ဝင်များအကြမ်းဖက်စစ်တပ်ရဲ့စစ်ဝတ်ဆုံးသောဝစ်စင်ရတော့မယ်လို့သတင်းထွက်ပေါ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်နေချောင်းဆောင်တပ် BGF နဲ့ Democracy အချို့ပြုကရင်တပ်မတော် GGB တပ်ဖွဲ့ဝင်တွေအနေနဲ့စစ်တပ်ရဲ့အစင်းရောင်စစ် uniform ကိုသာဝတ်ဆင်ရတော့မယ်လို့အမိန့်ထုတ်ထားကြောင်းကရင်စီတရေရှိမြထံကနေသိရှိရပါတယ်။သူတို့စစ်တပ် uniform အစင်းဝတ်မှစစ်တပ်ကလက်ခံမှာလို့ပြောတယ်။ BGF ပျောက်ကြားတွေကွန်ပျူတာကွက်တွေအဝါကွက်တွေဝတ်လို့မရတော့ဘူးတဲ့စစ်တပ်လို့အစင်းဝတ်မှာတဲ့ဒီနေ့ပဲတရင်ထုတ်ပြန်တော့လို့ကရင်စီတရင်ရှိမြကပြောပါတယ်။စော့ချစ်သူဦးစီးတဲ့ BGF နဲ့ TKP တပ်ဖွဲ့တွေဟာကြာဖြန့်လုပ်ငန်းကြောင့်နိုင်ငံတကာကစောင့်ကြည့်ခံနေရတဲ့ ကရင်လက်နက်ကင်အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။ပြီးကြတဲ့ရက်ပိုင်းကစပြီးကြာဖြန့်လုပ်ငန်းများလုပ်ကင်ရာမြောက်ရီရွှေကုတ်ကိုနဲ့ KK Pack တို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းမှုတွေပြစ်လုံနေပေမဲ့ပြည်သူတွေကတော့ဒါဟာနိုင်ငံတကာ PR တွေကြောင့်ဟန်ပြနှိမ်နှင်းပြတာတာဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။ BGF နဲ့ TKP တို့ဟာ၎င်းတို့နေမြေတွေထဲမှာကြာဖြန့်လုပ်ငန်းလုပ်ကင်နေတာကိုတရားဝင် ခွင့်ပြုထားသူတွေသာဖြစ်ပေမဲ့ယခုလိုနိုင်ငံတကာကနေစောင့်ကြည့်လာတဲ့အခါမှာတော့သူတို့ဟာမြေငားရထားတာသာရှိကြောင်း ကြာပြန်လုပ်ငန်းတွေလုပ်ကင်နေတာကိုသူတို့မသိကြောင်းစသဖြင့်အင်တာဗျူးတွေမှာလှည့်ပတ်ဖြေဆိုနေကြတာကိုလည်းတွေ့ရှိရပါတယ်။ American အစိုးရဗန်ဒိုင်းဝန်ကြီးဌာနကပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာ American နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်လည်နေတဲ့ကြာပြန် online ငွေလိမ်မှုတွေအတွက် TGB တပ်ဖွဲ့ခေါင်းဆောင်၄ဦးဖြစ်တဲ့ society စောစိန်ဝင်စောစန်းအောင်နဲ့စိုင်းကျော်လက်တော့ကိုတန်ခတ်အေးအေးယူကြောင်းကြေညာခဲ့ပါတယ်စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူနဲ့ တာနူဖြစ်တဲ့ဆော့တူအင်မူနဲ့ဆော့ချစ်ချစ်တို့ဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်စေတဲ့လူကုန်ကူးမှုတွေမှာအဓိကပါဝင်တဲ့အတွက်၎င်းတို့ဦးဆောင်တဲ့ BGF အဖွဲ့ကိုလည်းနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျွလွန်တဲ့အဖွဲ့အစည်း TCO အဖြစ်အမေရိကန်အစိုးရက2025ခုနှစ်မေလ9ရက်နေ့မှာသတ်မှတ်အရေးယူထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ပေါက်နယ်ကိုဘုံလာကျဲတဲ့ပါရာမော်တော်ကိုပကပ်ဖနဲ့ PDF တွေပြစ်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပေါင်းမြုံနယ်အတွင်းကိုဘုံလာကျေးတဲ့စစ်တပ် paramotor တစ်စီးကို PDF နဲ့ပကဖရီကဝိုင်းဝန်းပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြက်ကျသွားတယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြိုင်ပကဖကထုတ်ပြန်လိုက်ပါတယ်။မြိုင်ပကဖသည်ပောက်ပကဖ MGY PDF စူပေါင်းတပ်များဖြင့်ပူးပေါင်းကစစ်ကြောင်းများအားတိုက်ခိုက်စဉ်ပကုတ်ကိုတရက်တက်မှလာရောက်ပြစ်ခတ်တဲ့ paramotor ကိုဝိုင်းဝန်းပြစ်ခတ်ကြရမှာပြက်ကျသွားပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်လို့ကနအူသတင်းထုတ်ပြန်ထားပါတယ်။တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေက 0.5တနနဲ့စစ်တပ်ရဲ့ပါရာမော်တာကိုပစ်ခတ်ခဲ့တဲ့ရုပ်တံကိုလည်းမြိုင်ပကဖကထုတ်ပြန်ထားပါဗျ။နှစ်စီးတက်လာတာတမတရားတက်ကနေပြစ်တာတစည်းထိတယ်လို့မြိုင်ကာကွယ်တပ်ဖွဲ့ဝင်တဦးကလည်းပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ညနေ4:00နာရီခွဲနဲ့9:00နာရီကြာမှာမြိုင်နယ်ပေါက်နယ်အစပ်မှရှိတဲ့ပခုတ်ကူတက်မှတရားတက်မှတက်လာတဲ့ပါရာမော်တာနှစ်စီးမှတစည်းပြတ်ကြတယ်လို့အညာမီတပ်ပေါင်းစုကထုတ်ပြန်ပါဗျ။တဲကြီးရွာအနီမလို့အညာမီတပ်ပေါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုပပိုတန်းစင်ကလူလူနေဦးကိုပြောပါတယ်ဒါအပြင်စက်တက်လေဒီဘော့လိုက်ပါလာတဲ့စစ်သားအသေးကိုရရှိတယ်လို့လေသခန်တော်လိုင်းတာဝန်ရှိသူအချို့ကအတည်ပြုပါတယ်စက်တက်လေဒီကိုတော်လိုင်းအဖွဲ့တွေကအလုံးစုံရွှေပြောင်းတည်ဆောင်ပြီးပြီလို့လည်းသိရှိရပါတယ်အညာမီအရက်ဖတ်လူအဖွဲ့စည်းမြန်ကလည်းပြည်သူတွေရဲ့ကြိုးစားမှုကြောင့်ပြတ်ကျသွားတာလို့သိရပါတယ်ခင်ဗျာပြည်သူများပျော်ရွှင်ကြည်နုကြပါစေလို့ဖော်ပြထားပါတယ်အာနာသိန်းစစ်တပ်ဟာတော်လိုင်းတပ်ဖွဲ့တွေစုမှုနေမြေတွေနဲ့ပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေတိုက်လေရင်နဲ့တက်ခိုက်တာဖြင့်ပါရာမော်တာဂျိုင်ရိုကော့ပတာတွေနဲ့လည်းဘုံကျဲတက်ခိုက်နေတာတွေကိုဇက်တိုက်ပြေလုံနေတာဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့ကလည်းပကိုးတိုင်းဖြူမြွနယ်မှာဘုံလာကျဲတဲ့ဂျိုင်ရိုကော့ပတာအပြန်မှာပြက်ကျပြီးစစ်သားနှစ်ကောင်သေခဲ့တယ်လို့ပကိုးတိုင်းစစ်ထဏကထုတ်ပြန်ထားပါတယ်။ယခုနှစ်ဧပြီလကလည်းစစ်ကောင်စီတပ်မှတရက်တက်ကနေပကုတ်ကူမြို့ဘက်ကိုပြန်တက်လာတဲ့ပါရာမော်တာစက်တက်လီဒီတစည်းကိုကာကွယ်ရေးအဖွဲ့တွေပြစ်ချနိုင်ခဲ့ပါတယ်။ စစ်ကောင်စီကရဲသားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အပြင်မကွေးစကိုင်းနဲ့မန္တလေးတိုင်းမှာပါရာမော်တာဂျိုင်ရိုကော်ပတာတွေတွင်တွင်ကျကျအသုံးပြုနေကြလေဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မိုးကုတ်မိုးမိတ်မြို့နယ်အတွင်းစစ်တပ်ခေါ်သွင်းမဲ့ကိစ္စ TNL နှုတ်ဆက်နေကြောင်းတင်ဆက်ပေးပါမယ်ပလောင်တအောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကစစ်ကော်မရှင်တပ်ကိုမိုးကုတ်မိုးမိတ်မြို့တွင်းကိုခေါ်သွင်းလာမယ်ဆိုတဲ့အစီအစဉ်အအများကဝေဖန်နေပေမဲ့ TNL ဘက်ကနှုတ်ဆက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့က TNL ဟာမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ် PDF များနဲ့တစ်တုံညာနစ်ခွန်စစ်စင်ရေးအတွင်းကပူးပေါင်းတိုက်ယူခဲ့တဲ့မိုးကုံနဲ့မိုးမိတ်ကိုတရုတ်ကြောင်းဝင်မှုနဲ့စစ်တပ်ထံကိုပြန်ပေးကတက်ဆုပ်ရန်နှစ်ဖက်သဘောတူညီကြောင်းကြေညာခဲ့ပါတယ်။စစ်တပ်နဲ့သဘောတူညီမှုအရာနိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ1ရက်နေ့မှာမိုးကုံနဲ့မိုးမိတ်မြို့နယ်အတွင်းစစ်တပ်ကိုတပြိုင်နက်ခေါ်ဆောင်လာကလုပ်ငန်းစဉ်အနောက်ရှက်မရှိရေးနဲ့ ကြည်မပေါ့ရေးစုက TNL ခေါင်းဆောင်နှစ်ဦးကမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအားတွိတ်ဆုံပြောကြားထားကြောင်းထိုတွိတ်ဆုံမှုမှာပါဝင်ခဲ့သူတဦးကပြောပါတယ် TNL အနေနဲ့မိုးကုံးနဲ့မုံမိတ်အားစစ်တပ်ကိုပြန်ပေးရန်သဘောတူခဲ့ပေမဲ့လည်းအတူတိုက်ပွဲဝင်ခဲ့တဲ့ဒေတာရင်းတော်လှန်ရေးတပ်ဖွဲ့အသီးသီးကစစ်တပ်ပြန်လည်နေရာယူမှာကိုလက်မခံဘဲခုခံတက်ခိုက်သွားမယ်လို့ထုတ်ပြန်ကြေညာထားပြီးဒေတာရင်းမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတရင်တပ်ဖွဲ့များစုစည်းက အရေးပေါ်စစ်ဦးစီးအဖွဲ့ကိုလည်းဖွဲ့စည်းထားကြောင်းသိရှိရပါတယ်။အဲဒီလို TNL ရဲ့အကြံစီနဲ့ပတ်သက်ပြီးမိုးကုတ်မိုးမိတ်ဒေသခံတွေတမကတော်လိုင်းရေးတပ်တွေကလည်းဝေဖန်နေကြရမှာစစ်တပ်အားလုံခြုံရေးပေးခေါ်လာမဲ့အစီအစဉ်ပေါ် TNL ပြောရေးဆိုခွင့်ရှိသူထံကိုအေယဝရီကအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လည်းပြန်လည်ဖြေကြားခြင်းမရှိပါဘူး။မိုးကုတ် PDF တာဝန်ရှိသူတို့ကသူတို့လက်ရှိလုပ်နေတဲ့လုပ်ငန်းစဉ်တွေမှာတစုံတရာသောအနောက်ရှက်မဖြစ်စေဖို့အတွက်ညှိနှိုင်းဆွေးနွေးတာတွေရှိတယ်။ PR မျိုးစုံတွေကြောင့် ဒီမြို့နှမြို့ကိုမဖြစ်မနေအနေထားတစ်ခုမှပြန်ပေးရခြင်းဖြစ်တယ်။ဒါကစစ်ကိုခိတ္တခဏရင်ဆဲခြင်းသူတို့အတွက်အချိန်ယူရမယ့်ကိစ္စလေးဖြစ်တာကြောင့်သူတို့ကိုနားလည်ပေးဖို့ခေါ်ပြောတာရှိတယ်လို့ပြောပါရယ်။ TNL အစီအစဉ်နဲ့မိုးကုတ်နဲ့မိုးမိတ်မြို့ကိုစစ်တပ်ကပြန်လည်ဝင်ရောက်မယ့်အခြေအနေပေါ်မိုးကုတ်မြို့ခံပြည်သူများကမလိုလားကြောင်းထုတ်ပေါ်ပြောဆိုကြသလိုပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းစစ်တပ်အားလက်မခံကြောင်းတန်ဖိုးတီးကဆန္ဒထုတ်ပေါ်ခဲ့ကြပါရယ်။ လက်ရှိမှာလည်းစစ်တပ်ပြန်လည်ဝင်ရောက်မဲ့အခြေအနေကြောင့်လုံခြုံရေးစိုးရိမ်မှုများရှိတဲ့အတွက်မြို့ခံအများစုမှာတင်းရှောင်ထွက်ခွာလျက်ရှိကြောင်းမိုးကုံမြို့ခံတဦးကပြောပါတယ်။၎င်းကကျွန်တော်တို့မြို့ခံတွေကရှိသမျှအကုန်လုံးကိုပုံအော်ပြီးတပေဘန်းနဲ့ကျူခဲ့ကြတာအဲ့ဒီယုံကြည်မှုတွေကဘာဖြစ်သွားလဲကျွန်တော်တို့နောက်ကျောကိုဓာတ်နဲ့အထူးခံလိုက်ရတယ်လို့ပဲအခုမိုးကုံမြို့ခံတွေရဲ့80ရာခိုင်နှုန်းမရှိတော့ဘူးကျွန်တော်တို့ဘယ်တုန်းကမှမကြုံခဲ့ဘူးတဲ့ထွက်ပြေးမှုကြီးနေကြုံနေရပြီလို့ဆိုပါတယ် DNL စုတ်ခွာမဲ့ မိုးမိတ်မြို့နယ်အတွင်းအခြေအနေများနဲ့ပတ်သက်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့စည်ရေးအရာတရားဆောင်ရွက်ရမှရှိပေမဲ့လည်းမဟာမိတ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ PDF များစည်ရေးလှုပ်ရှားလာပါကကူညီပေးတော့မှာဖြစ်ကြောင်း KIA ပြည်ကြားရေးတောင်းခံဘုံမကြီးနော်ဘူးကပြောထားပါတယ်။မိုးမိတ်မြို့နယ်အတွင်း KIA တရင်34အခြေစိုက်လှုပ်ရှားလျက်ရှိပြီးမဟာမိတ်တပ်များဖြစ်တဲ့ ABSDF PDF တို့နဲ့အတူတပ်ပေါင်းစုဖြစ် ပူရဲအခြေချထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပလောမကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌနေအိမ်နဲ့အုတ်ချုပ်ရေမှုယုံမိရှုခံရကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းပလောမျိုးအမတ်တုံးရက်ကွက်မှာရှိတဲ့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေအိမ်နဲ့အုတ်ချုပ်ရေမှုယုံကိုမိရှုခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်ဒီမှာနေနိုဝင်ဘာလ27ရက်နေ့ည7:00နာရီချိန်လောက်မှာလူနေထိုင်မှုမရှိတဲ့ပလောမျိုးနဲ့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဇာနီအောင်နေအိမ်နဲ့အမတ်၃ရက်ကအုတ်ချုပ်ရင်မှုရုံးတို့ကိုလက်နက်ကန်အဖွဲ့တခုကလာရောက်မိရှုတော်တာဖြစ်ပါတယ်။မိရှုခံရတာကြောင့်ဦးဇာနီအောင်နေအိမ်နဲ့အုတ်ချုပ်ရင်မှုရုံးမိလောင်ပြည့်စည်ခဲ့ပြီးမိလောင်ပြည့်တနိုင်ကျော်အကြာမှာသာမိသက်နဲ့ရေးတက်ဖွဲ့ကလာရောက်ညှိတက်သွားတယ်လို့ဆိုပါတယ်။နေအိမ်မိရှုခံခဲ့ရတဲ့ဦးဇာနီအောင်အာဏာသိမ်းစစ်ကော်မရှင်ကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲမှာတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်းပြိုင်သွားဖို့ရှိနေပါတယ်။ဘလုံးမျိုးဟာအာဏာသိမ်းကာလအတွင်း မြို့ပေါ်ရပ်ကွက်တချို့ကိုသာစစ်ကော်မရှင်တပ်ကထိန်းချုပ်ထားတာဖြစ်ပြီးကျေးရွာတွေကိုတော့တော်လိုင်းအင်အားစုပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ23ရက်နေ့ကလည်းပလောမြို့အမတ်လေးရပ်ကွက်မှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုနဲ့စစ်ကော်မရှင်တပ်သားတအုပ်ပြစ်တက်ခံခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့တရုတ်အကျဉ်းသားတွေကို VIP ဝန်ဆောင်မှု ပေးတဲ့ဘန်ကောက်ထောင်အရာရှိများယာရုမှရက်ဆိုင်ခံခဲ့ရပြီး တရားရေးဝန်ကြီးကိုတိုင်လာရောက်စစ်ဆေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်အချင်းထောင်အတွင်းမှာရှိတဲ့တရုတ်အချင်းသားတွေကိုအထူးခွင့်ပြုပေးခဲ့တဲ့အချင်းထောင်အရာရှိများနဲ့ဝန်ထမ်းများကိုရာထူးမှာဖယ်ရှားခဲ့ပြီးတရုတ်အချင်းသားတွေကိုလည်းအခမ်းပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။တရုတ်အချင်းသားကိုဦးစားပေးဆက်ဆံခြင်းကဲ့သို့အထူးဝန်ဆောင်မှုများပေးခဲ့တဲ့ဖြစ်ရပ်ကိုစုံစမ်းရန်ယနေ့နိုဝင်ဘာလ22ရက်နေ့မှာတရားရေးဝန်ကြီးကိုတိုင်ဘန်ကောက်ထောင်ကိုလာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ အကျဉ်းထောင်တွင်တရုတ်အကျဉ်းသားများမှအမျိုးတော်ဆက်ခြင်းမရှိတဲ့ပြင်ပမှအမျိုးသမီးတွေကိုတရားမဝင်ခေါ်ယူခွင့်ရရှိနေကထောင်တွင်အရာရှိများအသုံးပြုရန်အခန့်ကို VIP အခန့်ဖြစ်အသုံးပြုခဲ့ကြကြောင်းလည်းစစ်ဆေးမှုအရာသိရှိရပါတယ်။ဒါအပြင်တမစ်ထားတဲ့လျှက်စစ်ပစ္စည်းများသုံးဆွဲခွင့်ရရှိနေခြင်းဇိမ်ကံပစ္စည်းများသုံးဆွဲခွင့်ရခြင်းတို့အပြင်အခြားအကျဉ်းသားများအပေါ် ဘူကြချင်းကဲ့သို့သောအပြုအမူများရှိနေကြောင်းသတင်းများထွက်လာပြီးယခုကဲ့သို့အစိုးရမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။လက်ရှိအစိုးပိုင်းစုံစမ်းစစ်ဆေးထားတဲ့ချက်လက်တွေအရထောင်အရာရှိ9ဦးဝန်းကျင်ပါဝင်နေပြီး CCTV ကင်မရာတွေကိုလည်းစစ်ဆေးမှုမှာမှတ်တမ်းအချို့ဖျက်ချခံရကြောင်းသိရှိရပါသည်။တရားရေးဝန်ကြီးမှဒီကနေ့မှအချက်လက်များစုံစမ်းရန်ကျင်းဦးစီးဒုတိယဥက္ကဋ္ဌအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ပရချချွန်ယက်စကနဲ့ အခြားတနဆိုင်ရာအရာရှိများနဲ့ဘန်ကောက်ထောင်မှအစည်းအဝေးပြုလုပ်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုအတွင်းအရေးကြီးတဲ့သတင်းအချက်လက်တွေကိုဖော်ထုတ်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လိုင်းအင်အားစုတွေပူးပေါင်းမှုမရှိရင်စစ်အုပ်စုရဲ့ night စီးနှင်းမှုအမြဲတမ်းဆက်ကြုံရမယ်လို့ချင်းကြီးနောင်စီရေးကော်မတီဥက္ကဋ္ဌသတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်တော်နိုင်ငံလုံးမှာရှိတဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းဆောင်ရွက်ဖို့စီလုံးညီညွတ်ဖို့လိုအပ်ကြောင်းချင်းညီနောင်စီရေးကော်မတီဥက္ကဋ္ဌ ်ချင်းဒေသကာကွယ်ရေးတပ် CDF မင်းတပ်စစ်ဦးစီးချုပ်စလိုက်တန်ချွန်ဖေကပြောကြားလိုက်ပြီးပူပေါင်းမှုမရှိရင်စစ်အုပ်စုရဲ့အနိုင်ကျင့်မှုအမြဲတမ်းဆက်ကြုံနေရမယ်လို့တတိပေးလိုက်ပါတယ်။ယမန်နေ့နိုဝင်ဘာလ22ရက်နေ့မှာပြုတ်လုခဲ့တဲ့ချင်းညီနောင်ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာစလိုက်တန်ချွန်ဖေကညီညွတ်ရေးလိုအပ်မှုကိုအလေးထားပြောကြားခဲ့ပြီးညီညွတ်ရေးအတွက်မိမိအတ္တရေကိုပြည့်ပြည့်ထားဖို့လည်းလိုအပ်တယ်လို့ပြောပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့စွန့်ဆောင်ရေးတွေကြောင့် စစ်ကောင်စီကပုံအထိနာနေတာကိုအလုံးဝိုင်းဝန်းပူးပေါင်းပြီးဤကုန်းချုပ်ဖို့လိုအပ်ကြောင်းချင်းညီနောင်စီးရေးကော်မတီဥက္ကဋ္ဌကပြောကြားခဲ့ပြီးပူးပေါင်းဆောင်ရွက်မှုအရေးအရေးကြီးတယ်လို့တိုက်တွန်းပါတယ်ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့အမည်အမျိုးမျိုးနဲ့နာမည်ပြောင်းနေတဲ့စစ်အုပ်စုရဲ့နိုင်ထက်စီးနှမှုအမြဲတမ်းဆက်ပြီးကြုံနေရမှာပါလို့ slide တန်ချုံဖေကပြောပါတယ်ဒေတာအသီးသီးမှရှိတဲ့တနိုင်ငံလုံးရှိဒေါ်လိုင်းအင်အားစုတွေစူပေါင်းစစ်စင်ရေးလုပ်နိုင်ဖို့လိုအပ်ကြောင်းလည်းသူကပြောပါတယ် ဟန်ချန်ကြီးတဲ့စစ်စင်ကြီးလုံနိုင်မှတလျင်ပို့ပြီးအောင်မြင်တိရမယ်ဆိုတာကျွန်တော်ပြောကြားလိုပါတယ်လို့ slide တန်ချွန်ပေကပြောပါတယ်စစ်ကောင်စီကဘုံရန်သူဖြစ်လို့ဘုံရန်သူပြောက်အောင်ဥစွာလုပ်ရမှာဖြစ်တယ်လို့လည်းပြောပါတယ်ဘုံရန်သူပျောက်ပြီးမှတလျင်ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုရောက်မှာဖြစ်ပါတယ်ဒီစစ်အုပ်စုရဲ့အုပ်ချုပ်မှုအောက်မှာဘာဖက်ဒရမဖြစ်လာမှာမဟုတ်ဘူးဘယ်ဒီမိုကရေစီမှဖြစ်လာမှာမဟုတ်ဘူးလို့ slide တန်ချွန်ပေကပြောကြားပါတယ် အမျိုးသားတန်းတူရေးအတွက်အာမခံပေးတဲ့အုတ်ချုံမှုစနစ်ကစေအုပ်စုလက်အောက်မှာပေတော့မှပြက်လာမှာမဟုတ်ဘူးဆိုတာသဘောပေါက်ပြီးစုပေါင်းဆောင်ရွက်တဲ့စနစ်ကိုအသွင်ကူးပြောင်းရန်လိုအပ်ကြောင်းလည်းတိုက်တွန်းပါတယ်။ချင်းပြည်နယ်မှာရှိနေတဲ့လက်နက်ကင်တွေကိုနီကူဝန်နဲ့ခုခံနေကြောင်းလည်းသူကပြောပါတယ်။လက်ရှိချင်းပြည်နယ်စစ်ရေးအခြေအနေကိုအသိပေးခဲ့ပြီးဖလန်ပတ်မှာစက္ကမရဲ့ထိုးစစ်ကအပြင်းထန်ခုခံနေရတဲ့အနေအထားဖြစ်တယ်လို့ slide tension ဖေကပြောပါတယ်။ဒီတိုင်ဘက်မှာလည်းပြီးခဲ့တဲ့အပတ်တွေမှာစစ်ကောင်စီက ရဲရင်နဲ့အကျဉ်း20ကျော်ဆင့်အားဖြည့်တင်းနေလို့ချင်းကြီးနောင်အဖွဲ့ဝင် PDF ဇူလန်ကခုခံတိုက်ခိုက်နေသလိုချင်းပြည်တောင်ပိုင်းမကွေးတိုင်းနဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာလည်းတိုက်ပွဲတွေက၄စဉ်ရှိနေတယ်လို့အသိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကြောက်ဖြတ်အများဆုံးအခြေဆိုင်ရာရွှေကုတ်ကိုမြို့တစ်ကို KK ဖက်ကဲ့သို့ဖောက်ခွဲဖြစ်စည်းရင်မရှိဘူးလို့ BGF နိုင်မောင်စောပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာကြားဖြတ်ငွေလိမ်ကိုင်းများအခြေဆက်ရာ ်ရွှေကုတ်ကိုမြို့တက်ကိုကီကေဖက်ကဲ့သို့ဖောက်ခွဲပစ္စည်းရမရှိကြောင်း BJF ပြောခွင့်ရနိုင်မောင်စောကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ20ရက်နေ့ထိုင်းသတင်းမီဒီယာများနဲ့တွေ့ဆုံစဉ်မှာ BJF နိုင်မောင်စောကထို့သို့ပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိကရွှေကုတ်ကိုကကြတော့တရားဝင်မျိုးလည်းဖြစ်တယ်။လက်ရှိက MIC ဖြတ်ထားပြီးတော့မှလူနေအိမ်အဆောက်အုံတွေစောက်လုပ်ဖို့ကြာထားပြီးသားနေရာဖြစ်တယ်။ကီကေဖက်ကြတော့ခွင့်ပြုချက်မရှိတဲ့နေရာတွေမျိုးဖြစ်တယ်။ အဲ့ဒီနေရာနှစ်ခုကမတူတာတွေတော့ရှိပါတယ်လို့ BGF နိုင်မောင်စောကပြောဆိုပါတယ်အချမ်ပါစစ်တပ်ကကြားဖြင့်တိုက်ဖြတ်ရေးလို့ဆိုက KK Pack အတွင်းမှာအဆောက်အုံတွေကိုဖြိုချဖျက်သိမ်းခဲ့ပြီးအဆောက်အုံ635လုံးရှိတဲ့အနက်နိုဝင်ဘာလ22ရက်နေ့ထိအဆောက်အုံပေါင်း196လုံးကိုဖြိုချဖျက်ဆီးခဲ့ကြောင်းကြန့်ရှိနေတဲ့ KK Pack အတွင်းမှာအဆောက်အုံတွေကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းစစ်တပ်ကတရင်ထုတ်ပြန်ပါတယ် စစ်တပ်ကရွှေကုတ်ကိုမြို့နယ်အတွင်းနိုဝင်ဘာလ16ရက်နေ့မှနေမြင်ရှင်းလင်းရေးစတင်ဆောင်ရွက်ခဲ့ပြီးရွှေကုတ်ကိုနေမြင်ရှင်းယုံလီဝန်အတွင်းမှရှိတဲ့12ထပ်အဆောင်3လုံးနဲ့ကိုဒက်အဆောင်3လုံးတို့ကိုရှာဖွေစစ်ဆေးခဲ့ကြောင်းရင်းအဆောင်များမှအွန်လိုင်းလိမ်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းလုပ်ကိုင်နေသူတွေကိုတွေ့ရှိရခြင်းမရှိဘဲဝင်းအတွင်းမှရှိတဲ့ဂိုဒေါင်အတွင်းမှ Starlink band 100လုံးနဲ့ router 20လုံးတို့ကိုစစ်ဆေးတွေ့ရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံအပအဝင်အင်းဒီဂျင်နိုင်ငံအချို့ကိုတဆင့်ခံဖျက်ဆီး၍ရွှေကုတ်ကိုနေမြေအတွင်းမှာအွန်လိုင်းလေလံမှုနဲ့လောင်ကစားမှုများကျူးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်ရှိကြတဲ့တရုတ်နိုင်ငံသား116ဦး VNN နိုင်ငံသား36ဦးကင်ညာနိုင်ငံသား14ဦးအီသီယိုးပီးယားနိုင်ငံသား85ဦးတောင်အာဖရိကနိုင်ငံသား10ဦးအင်ဒိုနီးရှားနိုင်ငံသား23ဦးယူဂန်ဒါနိုင်ငံသား29ဦးဇင်ဘာဘွေနိုင်ငံသား2ဦးဖိလစ်ပိုင်နိုင်ငံသား14ဦးပါကစ္စတန်နိုင်ငံသား2ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦးလိုင်ဘေးရီးယားနိုင်ငံသား2ဦးနိုင်ဂျီးရီးယားနိုင်ငံသား2ဦးမော်ရိုကိုနိုင်ငံသား2ဦးမာလဝီနိုင်ငံသား2ဦးကင်မရွန်နိုင်ငံသား6ဦးမွန်ဂိုလီးယားနိုင်ငံသား2ဦးနဲ့ထိုင်ဝမ်တရုတ်တိုင်ပင်မတူစုစုပေါင်း352ဦးတို့ကိုယမန်နေ့မှာထပ်မံစစ်ဆေးဖို့တုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထို့ကြောင့်ရွှေကုတ်ကိုနယ်မြေတွင်စုစုပေါင်းဖို့ထုတ်ရှင်းလင်းမှုများအရနိုဝင်ဘာလ18ရက်နေ့မှယမန်နေ့အထိနိုင်ငံခြားသား1368ဦးနဲ့ online လိမ့်လည်လောင်းကစားမှုကျွလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊ mobile phone 21950လုံး၊ Starlink band 100လုံး၊ router 20လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရှိရပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ AR တိုင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီထိခိုက်မှုများနေတဲ့အတွက်ရန်ကုန်ကိုပါစေကူတာဖို့ပို့ဆောင်နေရကြောင်းတင်ဆက်ပေးပါမယ်။ ေယော်ရီတိုင်းပသိန်ခိုင်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့အရကတတော်အေပူပေါ်မဟာမိတ် PDF တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်မှတိကိုက်ဒဏ်ရာရရှိတဲ့သူတွေများပြားနေတာကြောင့်ရန်ကုန်ကိုစစ်ကူတပ်မှုခံယူဖို့အတွက်ပို့ဆောင်နေရတယ်လို့ AR တိုင်းစီးသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်စစ်ကောင်စီတပ် AR တိုင်းထဲမှာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုအနောက်တောင်တိုင်းစစ်တနာကျုပ်နတ်တခခကနေတပ်ဖွဲ့တွေကိုပို့ဆောင်ထားတာဖြစ်ပြီး တေဆုံထိခိုက်ဒဏ်ရာရရှိတဲ့သူတွေများပြားနေတယ်လို့သိရှိရပါတယ်။အဆိုပါထိခိုက်ဒဏ်ရာရရှိတော့တဲ့စစ်ကောင်စီတပ်သားတွေကိုစစ်မြေပြင်စိတ်တရင်မဆရလေးကိုပို့ဆောင်ထားပြီးတော့အဲ့ဒီမှာလဲစေဝါကုသမှုခံယူနေကြကြတဲ့ဒဏ်ရာရလူနာတွေများပြားနေတာစေဝါဆရာမတူနာပြုတွေလုံလောက်မှုမရှိတာကြောင့်ရန်ကုန်မြို့မှာရှိတဲ့ဂရင်တထောင်ဆက်တက်ဆေးရုံကြီးတွေကိုပို့ဆောင်နေရတယ်လို့ CDM ပူကြီးစင်ရော်က BBM ကိုပြောပါတယ်။အနောက်တောက်တိုင်းစစ်တနာကျုံနတ်တခအနေထားက တက်စည်ယုံတဆရာမရှိပဲစစ်မြေပြင်စစ်တရင်မဆရာရှိနေတဲ့အနေထားဖြစ်ပါတယ်။ရန်ကုန်တိုင်းစစ်တနာကျုပ်ရကတနဲ့ကက်လျက်ဆိုတော့လူနာဆိုရင်ချက်ချင်း transfer ပြောင်းရတယ်ဗျ။အခုလိုတိုက်ပွဲပြင်းနေချိန်ဆိုတော့ဖြက်ရတောက်ရခွဲရစိတ်ရဒါတွေဆိုရင်စစ်မြေပြင်စစ်တရင်တွေဖြစ်တဲ့အတွက်စေဝါကရိယာမလုံလောက်တာမျိုးဖြစ်နေတာကိုတွေ့ရပါတယ်လို့စီဒီအမ်ပူကြီးစင်ယောကပြောပါတယ်။စစ်ကောင်စီတဟအေယာဝရီတိုင်းပသိမ်တာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်း မြန်အောင်အင်ကပူစတဲ့မြို့နယ်တွေမှာလူငယ်တွေကိုလည်းအတင်းအဓမ္မစစ်မှုထမ်းဖို့ခေါ်ဆောင်မှုတွေရှိနေတာကြောင့်လူငယ်တချို့မှာထွက်ပြေးတိမ်းရှာမှုတွေရှိနေတယ်လို့သိရှိရပါတယ်။စစ်မှုတပ်ခေါ်ဆောင်ခံရတဲ့လူငယ်တွေကိုလည်းအေယာဝရီတိုင်းကွင်းကောက်မြို့အနီးမှာရှိတဲ့အမှန်ငါတက်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းကိုပို့ဆောင်နေတာဖြစ်ပြီးစစ်တပ်နဲ့တလကြော်ကြတင်းနေပေးပြီးနောက်တိုက်ပွဲဖြစ်ပွားနေတဲ့ရှီတန်စစ်မြေပြင်ကိုပို့ဆောင်နေတယ်လို့ ARD တိုင်းစီတရင်ချင်းမြစ်တွေစီကနေသိရှိရပါတယ်။ ။ ARD တိုင်းတက်မှာတော့စက်ကဆက်ကလူငယ်တွေကိုပေါ်တာဆွဲတာအရန်ကိုဆိုးလာပါတယ်။ပတ်စံပြေးနိုင်မှလွတ်တာရှိတဲ့စစ်မှုထမ်းခေါ်ဆောင်ခံရရင်တလားနောက်စစ်တပ်နဲ့တက်ပြီးနောက်ရှီတန်းကိုတန်းရောက်သွားတာပုံများပါတယ်လို့ ARD တိုင်းစီရီတရင်ချင်းမြစ်တူက BBM ကိုပြောပါတယ်။အရက်ကတက်တော့ AA နဲ့ဥပမဟာမိတ်တက်တွေဟာ ARD တိုင်းမှာငတိုင်းချောင်းမြန်အောင်အင်ကပူလေးမျက်နှာစတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေပေါ်ဆောင်နေကြတာဖြစ်ပြီးယခုရပိုင်းတိုက်ပွဲတွေမှာလည်းမတိုင်းချောင်းမြို့နယ်မှာရှိတဲ့ အာမတ၃လေးလေးအမြောက်တက်ရင်းနဲ့တီတာကုန်းပြင်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ